ကဲဒီနေ့တော့ကောင်းတဲ့တဲ့ဘယ်နေ့ရှိဦးမလဲလက်ပန်းကြက်ကြော်ဆိုတာကြားဘူးတယ်မလားအဲအခုလက်ပန်းကြက်ကြော်မဟုတ်ဘူးလက်ပန်းမြေဩဇာမှာထွက်လာပြီနော်လက်ပန်းမှာစစ်ကြောင်းတစ်ခုလုံးပြုတ်အောင်လို့စော်ကန်ထိတဲ့တင်းနဲ့ချင်းပြီနဲ့ဟာခါရဲစခန်းကို ဝင်ကျုံးလိုက်တာ တော်လှန်ရေးရဲဘော်တွေနဲ့အတူအကျဉ်းသားတွေကိုကဲထုတ်နိုင်တယ်ဆိုတော့တင်းတပြိုင်တည်းတက်လာတာဗျာကဲတို့တင်းမျိုးမှအရာမရှိရင်ဘယ်တင်းမျိုးအရာရှိမလဲ နော်စစ်တောင်းတစ်ခုလုံးပြုတ်အောင်စော်ကန်ထိနိုင်တယ်ဆိုတဲ့အာနဲတော့အာမို့နော်အဲ့တော့ဘာဖြစ်တယ်မင်းတို့တော်လှန်ရေးကဘာဖြစ်သားလို့ကျွန်တော်မသိလို့ရှိရင်ဟိုဘက်မှာတရားအနေဘက်မှာနည်းမြေချွတ်တရီသူတို့ရတာဟာတော်လှန်ရေးတစ်ခုလုံးပဲနိုင်တယ်လို့ပြောတဲ့ကောင်တွေပတ်ခေါ်ပြီးပြရပါနော်ကျွန်တော် Facebook မှာလည်း share ထားတယ်အမနော်မတာစစ်ခွေးမတာတွေဒါရှမ်းနေနဲ့စစ်ခွေးနဲ့မတာပေါ်နေတဲ့အလောင်းတွေအမကြည့်ဝတ်တာ Facebook လို့ TikTok လို့မှာတိုက်ပြလို့မရလို့နော် Telegram မှာဆိုရင်အပြည့်စုံပြလို့ရအမကြည့်ဝတ် သေးတာတော်ခွေးသေးကောင်ပုတ်တော့တန်ဖို့မဲ့တဲ့ကောင်တွေเนาะအဲ့တော့အာနာရှင်လူတစုအတွက်အတက်ပေးကြတာတန်ရဲ့လားလို့စဉ်းစားကြဘူးလက်ဗရန်ကကြော်အဲဟုတ်ပါဘူးလက်ဗရန်မျိုးစာတရေကိုအရင်ဖတ်ပြမယ်ဘကိုးတိုင်းလက်ဗရန်မျိုးနဲ့မှာစစ်ကောင်စီတက်စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာစစ်သား20ကျော်တေဆုံးပြီးအရှင်ဖမ်းဆီးရမိသူ10ဦးကျော်ရှိတယ်လို့စစ်ရေးတရင်ရင်းမြစ်တွေနဲ့တောင်းဝင်တိုင်ရင်တောင်းဝင်ရှိသူတွေက People Spring ကိုပြောပါတယ် အော်တိုဘလာ15ရက်နေ့မနေ့ကလက်ဗရန်မြို့နယ်တရချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီတိုက်ပွဲမှာရုပ်အလောင်း20ကျော်ရတယ်လို့အရှင်ဆယ်ဦးထက်မနည်းစစ်တုံးမန်းတွေဖမ်းမိခဲ့တယ်လို့ဘကိုးအနောက်ချမ်းစစ်ရဲတရင်းကြီးကပြောပါတယ်။ဒါပြင်လက်နက်200ဝင်းလက်နက်20ဝင်းကျင်နဲ့စစ်တုံးပစ္စည်းတွေ30ရခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်သားတင်ဆုံးမှုတွေနဲ့အရှင်ဖမ်းမိရတာတွေကိုတာယဝတီခေတပ်ရင်း383တုံညာနှစ်တပ်ခွဲနှစ်နဲ့တပ်ခွဲ9ကအတီးပြုတ်ပါတယ်အော်တိုဘာ၁ရက်ကလည်းလက်ပန်းမြို့နယ်မော်အင်းစုကမ်းပြိုကြီးကျေးရွာမှာစစ်မှုထမ်းကြီးကောက်ပြီးထွက်ခွာလာတဲ့အင်အား20ကျော်ပါစစ်သားနဲ့ရဲတွေကိုတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးတေပြီးတနက်နှစ်လက်နဲ့ခေရန်တို့ရရှိခဲ့ပါတယ်ကဲဒါကတော့ လေဗရန်ကြွက်ကြော်တော့မဟုတ်ဘူးလေဗရန်မျိုးစားဖြစ်သွားတဲ့သတင်းလေးပဲဖြစ်ပါတယ်เนาะအဲ့တော့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်စော်နိုင်တယ်ဆိုတဲ့ကစဉ်းစားကြည့်ပေါ့เนาะကျွန်တော်တို့တော်လှန်ရေးဘက်ကဘယ်လောက်ထိတိုက်နိုင်ခိုက်နိုင်လဲဆိုတာအဲ့တော့လက်ရှိကျွန်တော်တို့တော်လှန်ရေးကကျွန်တော်အမြဲပြောတူဘာဖြစ်လို့ကြားနေလဲငွေမရှိလို့ပဲเนาะလက်ရှိအခွန်တွေအခတွေရနေတယ်ဆိုတာတော်လှန်ရေးဘက်ကလူဝဲကကရင်ညီမရတာအခွန်ကဘလောက်ရလို့ပြောနေကြအဲ့ဒါလေမင်းအောင်လိုက်တွားချထုံးပြစ်ပလိုက်တော့ရှိတယ်အဲတစ်ဖက်နဲ့ရှင်မယ်ဆိုအဲ့လိုမျိုးအဲ့တော့ တပတ်ရန်သူဒီကြီးရလေလက်နဲ့ကရိယာခိမိဆက်တစီနော်ရေရန်နဲ့အပြည့်စုံစਿੱတီအင်အား၅သိန်းပြီးတော့စစ်မှုထမ်းအခုဆိုရင်အပတ်စဉ်20ကျော်ပြီ8000လောက်ဖြစ်ပြီဆိုတော့ဒီအင်အားအပြည့်စုံနဲ့နော်ရှိနေတဲ့စစ်တပ်ကိုပြန်လဲတိုက်နေရတဲ့ကျွန်တော်တို့တူရဲကောင်းရဲဘော်တွေဟာ ကိုနေ့ကပြောသလိုရိတ်ခါမပြည့်စုံကြည်မပြည့်စုံလက်နဲ့မခံရမပြည့်စုံစသဖြင့်မပြည့်စုံမှုမျိုးစုံကြားထဲမှာအခုတော့အောင်ပွဲတွေရအောင်တိုက်နိုင်နေဆိုတဲ့ကကျွန်တော်တို့ဘက်မှာစိတ်ဓာတ်ဆိုတဲ့ဥဆောင်မှုတစ်ခုတည်းနဲ့တွားနေတာအလုံးတိမှာပါဒါပေမဲ့အဓိကဘာကြောင့်အဲ့စိတ်ဓာတ်ကတွားနိုင်ကြရလဲရဲဘော်တွေကအနောက်မှာတီတူနဲ့ထက်ချက်မကွာရှိနေလို့နော်ဒါကြောင့်မို့လို့ဟိုတနေ့က PDF ရဲဘော်တွေကိုနှင်ထုတ်တယ်ဆိုတော့ဗီဒီယိုဖိုင်တစ်ခုတွေ့တယ်ဒါတွေကနယ်မြေတိုင်းမှာရှိတာကျွန်တော်တို့အဲ့ဒါပြောတာ ်ပီဒီအက်တွေထဲမှာတကယ်တော်လိုင်းအတိတရားနဲ့ဝင်လာတဲ့ပီဒီအက်တွေရှိသလိုတချို့တလေကြတော့ဘာမှမတိခါတဲ့တနတ်ချိတ်လိုက်နော်ထောင်းထောင်းလောက်တဲ့စောက်ကူနာပင်းတွေရှိတယ်။နော်အဲ့ဒါကိုတိထားမှာကဥဆောင်တဲ့တိုင်ရင်တပ်ဖွဲ့ကခေါင်းဆောင်တွေအရေးကြီးပါကိုအောင်မှာရှိတဲ့ငေသားတွေရဲ့စိတ်ဓာတ်အကျင့်စာတိတနေပုံထိုင်ပုံဒါတွေဟာခေါင်းဆောင်တွေဟာမျက်စိပြတ်လို့မရအောင်တီတူစောင့်မြင်ကတ်သွားလို့လုံးဝမရအောင်တော့တီတူရှိနေလို့တော်လန်ရေးဟာနိုင်တာ ပြည်သူကိုစန့်ကျင်သွားမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရဲ့ရက်လက်ဟာချက်ချင်းပြောင်းသွားမှာပဲဒါကိုအားလုံးသိဖို့လိုတယ်အဲ့တော့လက်နက်ကင်ချင်းရဲ့အရာကကျွန်တော်ပို့တခုတော့ရေးဘူးပါလေเนาะလက်နက်ကင်နဲ့အရာတာဆိုပြီးတော့เนาะတိလာအဲ့တော့လက်နက်ကင်နဲ့အရာတာကိုခုံမင်သွားရင်ဘာဖြစ်သွားလဲစစ်ခွေးပဲအခုကျွန်တော်တို့အာနာရှင်တွေတော်လန်နေတယ်စစ်ခွေးစစ်ခွေးလို့ဘာဖြစ်လို့ခေါ်တာလဲအဲ့ဒီလက်နက်ကင်ပြီးလူဘွားဘွားနဲ့စောက်ချင်းတွေလောက်ကြတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလက်နက်ကင်ပြီးတော်လန်တဲ့အချိန်မှာ ကျွန်တော်တို့ခိုးတိုင်းပြန်ပြီးလက်နက်ကင်ပြီးစောက်တင့်မကောင်းတဲ့ဟာကြီးလုပ်မယ်ဆိုရင်ကျွန်တော်တို့လည်းဘာဖြစ်ခွေးတဲ့သူတွေဖြစ်မှာပဲဒါကိုရဲဘော်တွေအားလုံးတဘောပေါက်နားလည်ကြဖို့အရေးကြီးတယ်တကယ်လုံနေကြတဲ့ရဲဘော်တွေနာမည်သူများအညွန်ကြီးမခံရအောင်ကျွန်တော်တို့တွေကအဲ့ဒါလို့လမ်းလွဲတဲ့သူတွေကိုဝိုင်းထိမ့်မှတ်ဖို့လည်းအရေးကြီးပါတယ်ဒါတကယ်ကိုအရေးကြီးတဲ့ကိစ္စဘာဖြစ်လို့လဲဘာမဟုတ်တဲ့အရာတွေနဲ့ကျွန်တော်တို့စွန့်စွန့်စွန့်စားလုံနေတဲ့တူရဲကောင်းတွေရဲ့တန်ဖိုးနာမည်အရေးကိုမထိခိုက် ထိခိုက်မခံနိုင်ဘူး။ဒါကြောင့်မလို့ဒါကိုလည်းဝိုင်းကြည့်ပေးပါ။ကဲနောက်တစ်ခုကချင်းမိနဲ့ဟာခါတဲ့ဟာခါမှရှိတဲ့ရဲစခန်းကို ဝင်စည်းတာရဲဘော်တွေနဲ့အတူဖမ်းဆီးခံထားရတဲ့ရဲဘော်တွေနဲ့အတူအချင်းသားတွေပါ။နော်လွတ်မြောက်လာတယ်ဆိုတော့တင်းလက်နဲ့ခဲနေပဲရတယ်တော့တင်းလေးဖတ်ပြပါမယ်နော်ချင်းမြင့်နဲ့ဟာခါမျိုးရဲစခန်းကိုချင်းတော်လှန်ရေးပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ခဲ့ရစစ်ကောင်စီလက်အောက်ခံရဲတွေတေဆုံးထိခိုက်မှုရှိခဲ့ပြီးအချင်းသားတွေကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းတင်းရင်းမြစ်ကပြောပါတယ အော်တိုဘားလ16ရက်နေ့မနေ့3နာရီမှာချင်းဒေသကာကွယ်ရေးတပ် CDF ဟာခါနဲ့ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းပြီးတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လုံခြုံရေးယူထားတဲ့ရဲ9ရောက်ပေဆုံးခဲ့တယ်။ပြီးရင်လက်နက်2လက်ရရှိခဲ့တယ်တဲ့။တော်လိုင်းတပ်ဖွဲ့ဘက်မှာတော့စလိုင်းဇိုယန်ထမ်းတယောက်တော့ကြဆုံးတယ်။ပြီးရင်အချင်းသား15ရောက်ကယ်ထုတ်နိုင်ခဲ့တယ်။အဲ့ဒီအချင်းသား15ရောက်ထဲမှာ9ရောက်ကတော့ CNA CDF တွေဖြစ်တာပေါ့လို့ချင်းဒင်းရင်းကပြောပါတယ်။ ဟာကရေစကန်ဝင်ရောက်စီးနှင်းမှုနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းချက်နေကစီးရီးယားဟာကကဥဆောင်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်စီးရီးယားဟာကဟာ2024ဇူလိုင်လတည်းကအခုလိုရေစကန်ကိုဝင်ရောက်စီးနှင်းပြီးအကျဉ်းသား60ကျော်ကယ်ထုတ်နိုင်ခဲ့တယ်လို့အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီရဲ့ရဲတွေတင်ဆောင်မှုလက်နက်ခဲယမ်းတိမ့်ပတ်ရရှိမှုတွေလည်းရှိခဲ့ပါတယ်ဒီနေ့ရဲစခန်းဝင်ရောက်စီးနှင်းခံရမှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီတပ်ကဟာခါမြို့နယ်အတွင်းတပ်ဖြန့်ထားပြီးစစ်ရေးလှုပ်ရှားနေတယ်လို့ဆိုရတဲ့ ဟာခါမြို့ပတ်လမ်းမှာအင်အား90လောက်နဲ့နေရာယူထားတာလို့ရှင်းသတင်းတွေကပြောပါတယ်။အာနာလိုက်စစ်ကောင်စီကဟာခါမြို့နဲ့ဗန်ဟန်ကျေးရွာကိုအောက်တိုဘာ23ရက်ကတိုက်ပွဲမရှိဘဲကျောင်းသားတွေစာတင်ချင်းလေကျောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်2ဦးတေဆုံးက22ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီး2ရက်အကြာမှာစစ်ကောင်စီရဲစခန်းကိုဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။စာရင်းကြောင်းကိုရွေကျက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ကောင်စီရဲ့လှုပ်ရက်ကိုစီဒီရဲ့ဟာခါကရှုံချခဲ့ပြီး ်စစ်အာဏာရှင်စနစ်အပြီးတိုင်းဖြတ်သိမ်းတဲ့အထိပြည်သူတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့တိပေးထားပါတယ်အခုစစ်စင်ရေးဟာဟာခါမြို့နယ်ကဂျေးရွာကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်လာတဲ့အပေါ်တုတ်ပြန်တာဖြစ်နိုင်တယ်လို့ချင်းတရင်းမြစ်ကပြောပါတယ်ဟာခါမြို့ထဲမှာရွေးကောက်ပွဲလဲမဖြစ်မြောက်အောင်ဆက်လုပ်မယ်လို့သူတို့ချင်းတော်နိုင်တပ်ဖွဲ့ကပြောပါတယ်လို့ချင်းတရင်းမြစ်ကပြောပါတယ်ကဲဒါကတော့ချင်းတိနယ်ဟာခါမှာနော်အဲ့တော့ ဒီညမှာလေချောင်းတိုက်ခိုက်မှုကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလိုက်လုံနေတာချင်းပြည်နယ်တခုတည်းမဟုတ်ပါဘူးတနိုင်ငံလုံးနှံမှာအဲ့ဒါဘာကြောင့်လဲဆိုတော့တီတူနဲ့တော်လှန်ရေးကိုတွေးခွဲတာဘာနဲ့တွေးခွဲတာလဲအကြောက်တရားနဲ့တွေးခွဲတာနော်သူတို့ပါဇက်ကလည်းအခုပြောနေစစ်ကိုခေါ်ရင်စစ်လာမှာတို့အဲမင်းတို့အဲအေးစင်းစင်းမနေတဲ့ကောင်တွေနော်တိုက်ပွဲတဲ့ဝင်ရမှာတို့စသဖြင့်အဲ့ဒီပုံစံမျိုးနဲ့အပြစ်မဲ့တီတူတွေအရက်သားတီတူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတမင်တက်တဲ့တိုက်တာမဟုတ်ပါဘူးသူတို့လက်ရှိ မင်းအောင်နိုင်လေချောင်းဘုံကျဲနေတာဘယ်တော်လန်ရေးတက်ဖွဲ့စခန်းပေါ်ထိထိမိမိကြာလာကြားဘူးလေဘယ်တော်လန်ရေးတက်ဖွဲ့စခန်းပေါ်ထိထိမိမိကြာပြီးတော့เนาะတော်လန်ရေးရဲပေါ်တွေเนาะဆယ်နဲ့ရှိเนาะအစုလိုက်အပြုံလိုက်တရားလေကြားဘူးလေမကြပါဘူးရှင်းနေတယ်အဲ့ဒါဘာဖြစ်လို့လဲတီသူတွေကိုတမင်တက်တဲ့စီရင်ပြစ်မှတ်ထားလိုက်ပြစ်နေတာဘာဖြစ်လို့ပြစ်တာလဲအကြောက်တရားရိုက်တွင်းပြလိုက်တာဘာဖြစ်လို့အကြောက်တရားရိုက်တွင်းတာစစ်ကိုခေါ်ရင်စစ်လာမယ် အဲဒါကြောင့်မလို့မင်းတို့ဒေတာမငြိမ်းချမ်းတာအဲ့တော့ဘာဖြစ်လာမလဲအဲစစ်တပ်ကတော့မလုပ်နဲ့စစ်တပ်သွားလို့အခုစစ်တောင်းတွေထိုးပြီဟိုမှာအဲငါတို့ဒေတာတွေမှာတိုက်ပွဲတွေဖြစ်တော့မယ်အဲအဲ့ဒါအဲ့ဒီစကားမှန်လားအဲ့ဒါပညာမဲ့စကားနော်တော်လန်ရေးပဲနေမြေမှာစစ်ပွဲဖြစ်တာဒီဘဒူလာပြစ်လို့လေဟဲ့ဒီစစ်တပ်ကလာပြစ်လို့ဖြစ်တာဟုတ်တယ်နော်စစ်တပ်စိုးမိုးထားတဲ့မြို့တွေမှာတိုက်ပွဲမဖြစ်တာဒီဘဒူကတွားမဖြစ်လို့လေ ဟဲ့ဒီတော်လိုင်းရဲ့ဘက်ကလူတွေကပြည်သူထိမှဆိုတော့သွားမပြစ်လို့အဲ့တော့ဘယ်သူဒီတိုင်းပြည်ကိုပြည်သူကိုဖျက်ဆီးနေတာလဲတော်လိုင်းနယ်မြေမှာရှိတဲ့ပြည်သူတွေအပေါ်ပြည်သူတွေရှီမန်းတည့်ရဲ့သားနဲ့လေနဲ့တွားဘုံကျဲတယ် drone နဲ့တွားဘုံကျဲတယ်စစ်ကောက်ခေါင်းစစ်လာတယ်ဆိုပြီးတော့သွားပြီးတက်ပြဖြတ်ပြတယ်အဲ့ဒါဟာဒီစစ်တပ်လောက်တာအဲ့တော့သူတို့ဒေသမှာရှိတဲ့เนาะအခုမြို့တွေမှာရှိတဲ့ရဲစခန်းတွေခွေးတွေအဆောက်အုံတွေကိုเนาะအပေကန် drone တွေ suicide drone တွေမိုင်းတွေနဲ့ကျွန်တော်တို့စော်လို့မရဘူးလားရတယ် ။ဘာဖြစ်လို့ပေါ်လိုင်းဘက်ကလူတွေမလောက်တာလဲ။ပြည်သူကိုထိမှန်ဆိုလို့သူတို့လို့စစ်ကိုခေါ်ရင်စစ်လာတယ်ကွာဆိုပြီးတော့ပြည်သူကိုထိခိုင်းအောင်သွားမလုပ်ဘူးတော်လိုင်းဘက်က။အဲ့ဒါဖြစ်လို့သူတို့အုပ်ချုပ်တဲ့မြို့တွေမှာငြိမ်နေတာ။အဲ့တော့စစ်ကိုခေါ်လို့စစ်လာတာလားစစ်တပ်ရှိလို့ဒီတိုင်းကြီးစစ်ဖြစ်နေတာလား။အဲ့ဒါပြန်ရှင်းနေတယ်เนาะဒါအခုကျွန်တော်ပြောတဲ့စကားကိုမှားတယ်ဆိုရင်လာခဲ့ပါเนาะ ်ဘယံမတာပောက်ပန်း60အောက်တုနဲ့ဝင်ဆဲတဲ့ကောင်မျိုးတော့ဒါဘောင်ထဲနဲ့မထည့်ဘူးစင်းနဲ့မထည့်ဘူးအခုကျွန်တော်ပြောတဲ့စကားမှားနေတယ်ဆိုလို့ရှိရင်လာခဲ့ပါတိတ်ခါရှိရှိလာဆွေးနွေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအတိတ်အနာဂတ်ပြစ်ဆုံးပန်ရှိပါတယ်အတိတ်မှာလည်းစစ်တပ်ကဖျက်ဆီးခဲ့လို့တိုင်းပြည်ကနှိပ်ကျခဲ့အနာဂတ်မှာလည်းစစ်တပ်ကြောင့်တိုင်းပြည်ဟာတွေးချောင်းစီးပြီးတိုင်းပြည်ပြစ်နေပြီပြစ်ဆုံးပန်မှာတော့မင်းတို့မပါပါနဲ့တော့တောင်းပန်တာပါတောင်းပန်တာ အတိတ်မှာလည်းမင်းတို့ဖြစ်စည်းခဲ့ပူပါပြီအနာဂတ်မှာလည်းမင်းတို့ဖြစ်စည်းနေတယ်နောက်လာမယ့်အပစ္စုပ္ပန်မှာလည်းမင်းတို့ဖြစ်စည်းနေတယ်နောက်လာမယ့်အနာဂတ်မှာတော့မင်းတို့မပါပါနဲ့တော့နော်ဒါပြည်သူကအဲ့ဒါပဲပြည်သူဖြစ်ရှင်တာအဲ့ဒါဟုတ်တယ်မလားဒီတိုင်းမျိုးအုပ်ချုပ်ဖို့အတွက်စစ်တပ်အုပ်ချုပ်မှာမဟုတ်ဘူးလေစစ်တပ်ဆိုတာစစ်တိုက်ကမယ်လက်အားနေဘာလို့ကမယ်လက်ကျင့်နေရမယ်စစ်တိုက်ဆိုတာတိုင်းပြည်ရဲ့ပြည်သူကိုပြန်တပ်ဖို့စစ်တပ်ဖွဲ့စည်းတာမဟုတ်ဘူးအခုမြန်မာနိုင်ငံကစစ်တပ်ကနှစ်ပေါင်း60ချီပြီဘ ᱹ တူတွေကိုစစ်တိုက်နေတာ ခေါင်းစဉ်အမျိုးမျိုးအောက်မှာလက်နက်ကင်တောင်းချမ်းလူတပုံတို့ဓမြတို့အာအကျန်းဖက်တို့ပောက်ပန်း40တိသူတို့တတ်ချင်တဲ့ခေါင်းစဉ်တွေတက်ပြီးတော့ဘာလို့လဲဒီနိုင်ငံသားအချင်းချင်းပဲသူတို့ပြန်ပစ်နေတာအဲ့တော့စစ်တပ်ဖွဲ့စည်းတဲ့ဆိုတာကဘာလို့ပို့လဲတိုင်းပြည်ထဲမှာရှိတဲ့ပြည်သူအလုံးရဲ့အန်ဒရယ်ကိုကာကွယ်ဖို့အဲ့တော့လက်ရှိစစ်တပ်ကဘာလုပ်နေလဲဒီတိုင်းပြည်ပြည်သူတွေအန်ဒရယ်ကိုကာကွယ်နေတာဒီတိုင်းပြည်ပြည်သူတွေသူတို့အုပ်ချုပ်တော်လက်မခံတဲ့ဒူမှန်မြောက်ကိုလိုက်တက်ဖြတ်နေလား အဲ့တော့ဒီဟာကိုစစ်တပ်အဖြစ်လက်ခံတင်တာမတင်ဘူးလားအဲ့ဒါအဖြစ်ပဲရိုးရိုးရှင်းရှင်းလေးပကတိရှိတဲ့ဟာကိုကြည့်လိုက်ပါနော်စစ်တောင်းတစ်ခုထိုးရတယ်အဲ့စစ်တောင်းထွက်သွားရင်ပြာပုံပဲကြံမြင့်ခဲ့တယ်ခေါင်းဖြတ်တက်ခံတီးတဲ့လူတွေကြံမြင့်ခဲ့တယ်မရင်းကျင်ခံတီးတဲ့လူတွေကြံမြင့်ခဲ့တယ်နောက်တရွာလည်းဒီလိုပဲဟမ်ဖြစ်နေတာလက်ရှိမြန်မာပြည်မှာဘာမှတိုက်ပွဲမဖြစ်ပွားမစာနေเจ้าမဘုံကျက်ချတယ်စေယုံဘဘုံကျက်ချတယ်ဘုံကြီးเจ้าမဘုံကျက်ချတယ်ခရစ်ယာန်เจ้าမဘုံကျက်ချတယ်အစ္စလမ်ဘလီဘဘုံကျက်ချတယ်နော်မျိုးစုံလုပ်နေတာ ဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကလက်ခံတင်လားလက်မခံတင်ဘူးလားနော်အဲ့တော့အခုလိုတိုက်ပွဲတွေအောင်မြင်မှုရဖို့ဆိုတာကကျွန်တော်တို့ညီညွတ်မှရမယ်ဘာတွေညီညွတ်ကမလဲလက်နက်ကင်ချင်းချင်းညီညွတ်ကမယ်လက်နက်ကင်ဒီအနောက်မှာပြည်သူတွေညီညွတ်ကမယ်ပြည်သူတွေတညီတညွတ်နဲ့ဒီလက်နက်ကင်တွေကိုကျွန်တော်ဝင်းရမ်းမယ်မှားနေလွဲနေတိမ်းဆောင်နေတဲ့ပေးရမယ်ကျွန်တော်အရှင်းမပြောခဲ့သလိုနော်တီတူထောက်ခံမှုကြာဆုံးလို့လုံးဝမရဘူးကျွန်တော်ဗီဒီယိုဖိုင်တစ်ခုလုပ်ပါအောင်မယ် KIA အဲ KIA ရဲ့ AA ရဲ့ TNN ရဲ့၃ဘွဲ့မှာအမှား TNN နဲ့ KIA စစ်သားတွေနဲ့ရန်ဖြစ်နေတဲ့ဗီဒီယိုဖိုင်ရှက်စရာကြီးငါနေမြေသူ့နေမြေဆိုဩနေကြတယ်အဲ့ဒါတော်လိုင်းရင်တမမဟုတ်ဟမ်အဲ့ဒါခမရတို့ကလက်နက်ကင်တောင်းကျန်းသူပဲစစ်တပ်ပြောတော့နေသေးတယ်နော်ဒါတွေကိုတိုင်ရင်တပ်ဖွဲ့မှာရှိတဲ့တပ်မှုတွေကကောင်းကောင်းထိမ့်သိမ်းနိုင်ရမယ်ဘာဖြစ်လို့လဲအဲ့ဒါလိုလူမျိုးရေးကွဲခြားမှုတွေနေမြေလူမှုတွေကကျွန်တော်တို့ဒီတော်လိုင်းကာလမှာလုံးဝဖြစ်လို့မရဘူးအဲ့ဒါရန်သူအကြိုက်ပဲ ဒါကိုတက်မှုတွေလူကြီးပိုင်းတွေကောင်းကောင်းကြက်မှတ်ထားရမယ်အခုလုံးဝ COC စီးစင်းနိုင်အောင်လုပ်ရမယ်နော်နောက်တစ်ချက်ကပြည်သူတွေပြည်သူတွေအနေနဲ့လူမျိုးမကွဲနဲ့ဘာသာမကွဲနဲ့ကျွန်တော်တို့ဘုံရန်သူကဘသူတွေဘုံရန်သူကိုကြည့်ဒီဘုံရန်သူပြိုလဲပြီးမှခမားတို့တွေကိုလိုချင်တဲ့အခွင့်အရေးကွက်ကိုကွဲခြားကြမယ်ဒီဘုံရန်သူမလဲတဲ့၍အချင်းချင်းထားချရင်တော့ရန်သူကြိုက်ပဲဖြစ်လိမ့်မယ်ဒါကိုအားလုံးနားလည်ဖို့အရေးကြီးပါတယ်။ဒါကြောင့်မို့လို့ဒီကာလမှာကျွန်တော်တို့တွေစီးလုံးညီညွတ်မှုရှိဖို့လိုတယ် တော်နိုင်ရေးကိုတော်နိုင်နဲ့တူအောင်လုပ်နိုင်ကြဖို့အရေးကြီးပါတယ်ဒါလေးကိုအားလုံးသိမထင်ပါနဲ့ကဲဒီနေ့တည်င်းကတော့အရန်ကောင်းတဲ့တည်င်းပေါ့ကွာစားကောင်းမဲ့အိတ်ဝင်မဲ့တည်င်းလေးဆိုတာဒါကိုပြောတာဒါမျိုးတည်င်းတွေနောက်ထပ်များများပေါ်ပေါက်နိုင်ပါစေကျွန်တော်တို့ပြည်သူဘက်ကကာကွယ်နေတဲ့အမှန်တရားဘက်တော်တာတူရဲကောင်းတွေဓမ္မဘက်တော်တာတူရဲကောင်းတွေဘေးရန်ကင်းပြီးအောင်ပွဲတွေဆက်ရကြပါစေ